ကျမရဲ့မေတ္တရာ channel လေးကိုနားဆင် အားပေးနေကြတဲ့စာပေချေပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့မင်းကိုအချစ်ဆုံးအမုန်းဆုံးလို့အမည်ရတဲ့အချစ်ဇာတ်လမ်းကောင်းတဲ့တစ်ပုဒ်ကို တင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်အားပေးကြပါဦးရှင်။ ရန်ကုန်မြို့တော်ရဲ့အဝင်းထွက်အမှတ်သုံးလမ်းမကြီးတိုးကိန်နီရှိဇာတော့ဆိုင်ကြီးမှာဖြစ်တဲ့အပြိုင်ဆိုင်ရောင်းချနေကြတဲ့ဇာတော့ဆိုင်ကြီးများလီဧကာခီးတဲ့တေပိုကားကြီးများဒုက္ကလိကကားများအချို့ချို့ဝင်ထွက်သွားလာဇာတော့နေကြတဲ့ကြက်ပြန်မကြစီကားလာတဲ့အောင်မန်းသာကျော်စိန်နင်းနဲ့ကိုရှိပန်းတော်တို့ကပရာဒူကားလေးနဲ့သူဇာတော့ဆိုင်ကြီးများအနက်မှာ အလဲကဆိုင်ကိုကားထိုးပြီးဝင်လာကြတဲ့ ဇိုင်ဝင်တန်းလေးများကနေရာချပေးတော်လေစပွဲကုံများကလူပြေးနှက်လို့နေရင်ကျော်စိန်လင်းကဆိုင်ကြီးရဲ့လမ်းကြီးဘက်ကိုကြောပေးပြီးထိုင်နေတဲ့အမျိုးသမီး၃ဦးရဲ့စပွဲမှာလစ်လက်တဲ့စပွဲမှာဝင်ထိုင်နေလမ်းမကြီးရဲ့လမ်းဘက်ကိုလည်းမြင်နေရတယ်ဆိုင်တွင်းရှိစားတော့ဆိုင်အားလုံးကိုလည်းမြင်ကွင်းကျေစာနဲ့ညီရတယ်။အရေးကြောင့်ရေကျုံလာပါကဘဲပစ္စည်းဘဲလက်နဲ့ ဘယ်နေရာမှာရှိရဲဆိုတာကိုလေမျက်စိမျက်မြင်အနှံ့မှာမှတ်သားရတယ်။ကျွန်တော်တို့လေဒီမှာထိုင်မယ်နော်။ထိုင်မှာထိုင်မှာရှင်ဒါကအများနဲ့ဆိုင်နဲ့စားတော့ဆိုင်မယ်ဟာလေလွလက်လက်ထိုင်ကြပါ။အာသွဲရှာသွဲတဲ့ကျောစိန်နှင်းကထိုင်နေကြတဲ့မိမကျော်သုံးရေထံကိုခွင်တောင်းပြီးနေရာရှူလိုက်တယ်။ညီလေးရွှေပန်းဝီစကီတလုံးကြော့ကြော်တပွဲစောရာသုံးလုံးရေခဲတပွဲရေတန့်တပွဲ စားတောက်ဖွေရများရောက်ရှိရနေမင်းချက်စွာစားတောက်တဲ့ရွှေဘက်ဝီစကီတလုံးမှလည်းအပေါက်ပါလို့ထွက်ကြကုန်သလားလို့ထင်ရမလားညီမတို့စားကြပါအောင်ဗျရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီလိုမရဘူးမစားရင်ခွန်ကျေးမှာနော်ဆရာတို့ဟာကိုစားရမယ်ဆိုရင်ညီမတို့ဟာလည်းစားရမှာနော်သူအမြင့်ကြီးကိုအမြင့်ကြီးသူကျွင်းရင်စေတနာ ကိုကျွင်းရင်စေတနာနဲ့ဝေစားကြရင် စားကြတောက်ကြရင်းနဲ့ခင်မင်မှုတွေရင်းနှီးမှုတွေကတရွာရဲ့တရက်သေးသားတွေအလားရင်းနှီးနေကြတယ်။မြမတို့နာမည်တွေက"သူကနွေးတီယာ၊သူကမိုးတီယာ၊သူကစောင်းတီယာ"တဲ့။နာမည်လေးတွေကလည်းချစ်စရာလေးတွေပါပဲနော်။ဒူတွေကရောချစ်စရာမကောင်းဘူးလား။လှပါတယ်ဗျာ၊လှပါတယ်။တာဝင်းသားနတ်ပြည်ကနတ်သမီးတွေလာပဲထင်ရပါတယ်ဗျာ။ နှကောင်းအာသန်းနဲ့ကိုရှိပန်းတော်ကမိသားအပြူလိုက်ရာမချောသုံးယောက်နဲ့အတိုင်ဖောက်ပေါက်ပြီးအာကောင်းစွာနဲ့ရှိရင်ခေမင်မှုတွေအာကောင်းလာကြရဲ့လို့ဆိုရမယ်။ဆရာတို့နာမည်တွေလေပြောပြအောင်လေပြောအောင်ပါပေါ့လေပြောကိုပြောအောင်ပါကျွန်တော်တို့ကစာရေးဆရာတွေပါဒီဆရာကအောင်မန်းသားတဲ့ဒီဆရာကကျော်စိန်နေဒီဆရာကတော့ကိုရှိပန်းတော်တဲ့ ရွှေလန်းငွေလန်းဖောင်းနေကြတာအတော်အဆင်ပြေတယ်။သုံးလန်းသွားလမ်းမကြီးဖြစ်သွားမလား၆လန်းသွားလမ်းမကြီးဖြစ်သွားမလားတွေးစရာတော့စရာကြီးကအပြင်။စာရေးစရာကြီးဆိုပေမဲ့အရင်ဘောကဝန်ထမ်းတွေဖြစ်ကြမယ်ထင်တယ်။အာသက်ရှာသက်နေတီရာကသူမရဲ့အတွေ့အကြုံအကျန်းစီနဲ့စာရေးစရာ၃ယောက်ကိုဝေဖန်နေ။နေတီရာရဲ့ထင်မြင်ချက်၃၀ချက်ကိုပြောပြပါအောင်။ နံပါတ်1ဆရာကျော်စိန်လင်းကမျက်လုံးကြည့်မုံကြည့်နေဟာကြီးကန်တောင်းမောက်စူးသလိုပဲကြည့်တယ်။နောက်ပြီးထိုင်းနာခလည်းအရက်လေးမျက်နှာမှာရန်သူမရှိနိုင်ရှိနိုင်ကိုကြည့်နိုင်တယ်။နောက်ပြီးရေးချောင်းရှိရင်ကောက်ပြီးခုခံမှုတိုက်ခတ်ဖို့နဲ့ထွက်ပေါက်ဓာရီကိုကြည့်ပြီးကြံပြီးမှထိုင်းနေ။ဒီအကျဉ်းဆိုင်တွေကရဲဝင်တန်းတို့ရဲ့လေးထရီဖြစ်တယ်။ဒါကြောင့်မို့ဆရာကျော်စိန်လင်းဟာရဲဝင်တန်းဖြစ်ခဲ့ရမယ်။နံပါတ်2ဆရာအောင်မန်းသာ အမီးသားပုံကိုကြည့်ရင်ငါတကောင်လုံးနဲ့ရိုးပါမကြံကိုဝါးတယ်စားတယ်ဒီအချင်းဆိုင်ကိုကြည်ချင်းအဖျင်ဇီယာဟာရခင်ဘွားကအိတ်သုံးလုံးဖြစ်ခဲ့ရမယ်နံပါတ်3ကဆရာကိုရွှေပန်းတော်သူ့ကိုကြည့်ရတာနှာခေါင်းနဲ့နဲ့ပါတယ်အသားရည်ကလည်းနီဆက်ဆက်ဖြစ်တယ်မျက်စိကြည့်တာကလည်းစင်ကြီးကြည့်တယ်ဒါရီကိုထောက်ထားသောအဖျင်ရုပ်ရှင်သုံးဆောင်အေးကျူတို့ခန်းဝင်းမင်းတို့ခန်းတွေကသုံးဆောင်ဇက်ဘွားတွေကရောက်လာသူလို့ဆိုနိုင်တယ် နွေတီရာ၏ဝေဖန်မှုသုံးသပ်မှုပြောချလိုက်တာများကိုစိတ်မဆိုးရပြင်အားလုံးကသဘောကျရင်ဒေဦးနေတို့တီးခန့်မှု ခွင်းနှုံးမှုပွင့်နှုံးမှုတွေပို့ရှိရင်ကဲအချိန်လေးလဲအတော်ကိုနှောင်းသွားပြီမြမတို့ကဘဲကိုပြန်ကြမှာလဲဆရာတို့ကရောဘဲကိုပြန်ကြမှာလဲကိုရှိဘန်းတော်နဲ့နွေတီရာဦးတို့အမေးဖြေပြုလုပ်နေကြခြင်းဆရာအောင်မန်းသားကကောက်ခငင်းကားနဲ့ပြောရင် လန်တပုတ်ဖန်တီးရန်စီစဉ်နေ။ဆရာတို့ကစာရေးဆရာတွေဆိုတော့ကိုရီးဖြစ်ရတဲ့ရေးဖို့ကုန်ရန်ရှာဖို့ထွက်ရအောင်မယ်။အခုချောင်းသာကန်းကြီးကို သွားကြမှာညီမတို့လည်းအားလက်ရင်လိုက်ခဲ့ပုံအားလုံးကိုတာဝန်ယူတယ်။ဇေငိမ့်ဒါနာပြုပြစေ။ဆရာအောင်မန်းသာရဲ့ဖိတ်ခေါ်မှုကိုအတော်မတန့်ဝမ်းမြောက်သူဖြစ်တဲ့မိုးတီရာကလည်းရင်ထဲရှိခံစားချက်ကိုဖွင့်ပြလက်ခံနေ။ညီမတို့ကအားလေးအားပါတယ်လက်လေးလက်ကြတယ အားကြရဲဆိုတာကအချိန်အားတာကိုပြောတာလက်တယ်ဆိုတာကလည်းညီမတို့ဟာလွတ်လပ်သူတွေဖြစ်တယ်လို့ပြောတာပါမချောသုံးယောက်ကမစွတ်ခင်ကညှို့ပြီးသားမခူးခင်ကနူးပြီးသားအလိုက်တင်ဖြစ်သွားတယ်ကဲဒါဆိုရင်သွားကြမယ်ဗျာအာလုံရှူရှူထွက်သွားရင်ဇာအောင်မန်းသာကတော့တွဲမသာထားနိုင်နေအမူးလုံးအလုံးမူးသူကြီးဖြစ်တယ် အခက်တွေ့တာကကောင်းမောင်းမဲ့သူမရှိခြင်းမှာဆရာကျော်စိန်လင်းနဲ့ဆရာကိုရှိဘန်းတော်တို့ကကောင်းမောင်းမောင်းတဲ့ကြောင်ရပါတယ်ညမမောင်းတတ်တယ်ဟုတ်တယ်ကြာ तू ကကောင်းမောင်းသိကျမ်းကျင်နေဆရာရဲ့စောင်းတီရာမှာကောင်းမောင်းကျမ်းကျင်နေမိန်းကလေးတူဖြစ်တဲ့ဆရာအောင်မန်းသားရဲ့ဗာဒူကားကိုကျမ်းကျင်နိုင်နေစာမောင်းပြီးချောင်းတာကန်းကြီးကိုအယောင်မောင်းခဲ့တယ် ချောင်းသာကန်းကြီးဟိုတယ်ကိုရောက်တာနဲ့တက်လက်ကြကြရဲ့ဇာကျော်စိန်လင်းကအကန်သုံးကန်းကိုစီစဉ်နေ။ဧကန်းများဆင်းသင်းဖြစ်တာနဲ့စတင်တွေ့ဆုံကလေးကနှလုံးသားချင်းပေါင်းစပ်နေပြီးဖြစ်တဲ့ဇာအောင်မန်းသာနဲ့စောင်းတီကြီးတို့တွဲကတခန်း၊နှွေတီယာနဲ့ကိုရှိဗန်းတော်တို့ကတခန်း၊ကျော်စိန်လင်းနဲ့မိုးတီယာတို့ကတခန်းအတီတီနေရာရှိရင်း။ ညနေ9နာရီခန့်မှာဖြစ်တဲ့ဂျောင်းသာဟိုတယ်ရဲ့တည်တံ့ခန်းမှာအာဝဟဝိဝဟမင်္ဂလာထိမ့်မဲ့ညသာစားပွဲကိုပျော်ပျော်ပါပါစားသုံးနေပင်လေကမ်းခြေမှာတိုက်ခတ်တဲ့လေပြည်လေးငင်းများနဲ့တွင်ပင်လေရေကိုတဝတလင်စိန်ခံပြီး အနားယူအမှန်ဖြေကြရတဲ့အတွေ့များမှာထိုးသုံးတဲ့သာဖြစ်တဲ့အချိန်တန်တော်လေးအိမ်မြန်ရဆိုရဲ့ဆူဆူစကားအတိုင်းနောက်နေ့၄၀သာစားပြီးရနေရန်ကုန်ကိုပြန်လာခဲ့တဲ့ အချိန်ကညနေ6:00နာရီခန့်နေရာကကုန်းသေးလန်းနေပုဂလီလန်းတောက်ရှင်ရမင်းဘီယာနေစားတောက်ဆိုင်ကြီးမှာဖြစ်တယ်ကျောင်းသားခီးစဉ်ကြောင့်ဘသူမှမပြောစတဲ့ဝီစကီသစ္စာဆိုကြသူများအနက်မှာတအူးဖြစ်သူဆရာကျော်စိန်နှင်းကဒီကလေးဆောင်ပြီးမပြောရမနေနိုင်လို့အန်ထုတ်ပြောဆိုရင်ဝေဖန်သူကဝေဖန်လေကန်သူကလေကန်ကောင်းကန်နေမေးသူကမေးနေဝိုင်းကအတော်စီကားတယ် ဇာကိုရှိမန်းတို့တောင်ပျောက်ချင်းမလားပျောက်သွားတယ်။ဝီစကီတန်ရောဈေးများစာပလင်နေမောင်လောက်ကြရာနွေတီယာနဲ့အယူအမဲသားကြီးမိတယ်လို့ဖြစ်ကြောင်းခိုင်လုံနဲ့ရက်ွက်မှသိရတယ်။နေတီယာရဲ့တက်ကြယူမိုက်တဲ့တနာအပြုစုအောင်မှာတာယာနေကြောင်းနေတီယာရဲ့အကျဉ်းသားအယူရများမှာနေမြုပ်နေကြောင်းနေတီယာရဲ့အမောင်းမှာယုံမထက်နိုင်ကြောင်းစားသဖြင့်သိရတာကြောင့်စိတ်မချမ်းမသာဖြစ်ရတယ်။ ရေချမ်းစင်ကိုတောကလေချင်းဆိုပြီးစိတ်မကောင်းဖြစ်တယ်။တခုတော့စနေနေ့ညမှာဖြစ်တယ်။ဇာကိုရှိဘန်းတော့ကຫນွေသီးရာကို နိုင်ကလက်လာရောက်အကျိုးဆောင်တယ်။သူရှိမှလူရဲတူနဲ့ဆင်းလာတယ်။အကိုကြီးຫນွေဒီညသူနဲ့လိုက်သွားမယ်။အကိုကြီးပြန်တော့နော်။ပြောပြောဆိုဆိုຫນွေသီးရာက လူရဲလို့ထင်ရတဲ့ပုံကိုတူရဲ့ဒပလေကကားကြီးနဲ့ပါသွားတယ်။ နောက်နေ့မှဖြစ်တဲ့ညစဲနိုင်ကန်းမှာကိုရှိဘန်းတော်ကຫນွေသီးရာကိုကြိုးပို့ရန် ရောက်ရှိတဲ့ကလက်ဘောကိုတက်သွားတဲ့ຫນွေသီးရာမှာမင်းကလာခေါ်သူနဲ့ပျော်ပျော်ပါပါကခုံလို့နေတယ်။ညတနာရီပြန်မယ်ပြုစဉ်။ຫນွေဒီညတော့အကိုနဲ့လိုက်ခဲ့နော်။ဟာမဖြစ်ဘူးမဖြစ်ဘူး။ຫນွေသူနဲ့လိုက်မယ်လို့ပြောပြီးပြီ။မလိုက်ရဘူးကွာမလိုက်ရအောင်အကိုကြီးနဲ့ပဲလိုက်ခဲ့ပါ။ဒီမှာကိုကြီး နှွေလွတ်လွတ်လပ်လပ်နေခြင်းလို့နေတော့နေရနှွေကိုလာပြီးမတားပါနဲ့စိတ်တော်သားကိုမထိန်နိုင်တဲ့နှွေကပျော့ပျော့ဆူဆူနဲ့ဘလို့ဝင်စည်းရဲ့လားကလတ်မှာသပွဲကလတ်တိုင်းများဒီရိုများပလင်ပန်းခွဲများကိုစိတ်တော်သားထွက်ပြီးရိုက်ခွဲတယ်လုံးကြုံကြီးများဝင်တဲများကຫນွေနဲ့ကိုရှိဘန်းတော့ကိုထိ ंच ုပ်သိမ်းစီထားတယ်။나이ဝက်ခန့်ကြမှာ네မြေကန်ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာတယ်။ ပျက်စီးဆုံးရှုံးမှုများကို ကိုရှိဘန်းတော်ကရောပြီးရန်တာဝန်ယူရင်းနှွေဒီရာကိုတော့စိတ်ကိုပြောင်းလဲယူသွစေတဲ့ဇေဝါများသောဆွေပြင်းရန်ကားမှုဖြစ်ကစိတ်ကိုပြောင်းလဲယူသွစေတဲ့ဇေဝါစားသုံးမှုဝယ်ယူမှုဒိန်းစီမှုနဲ့လက်ကံဖန်စီချုံနောင်နေနှွေဒီရာရဲ့အစစ်စစ်ကံထွက်ဆိုချက်အရ၎င်းအသုံးပြုတဲ့စိတ်ကိုပြောင်းလဲယူသွစေတဲ့ဇင်းနဲ့မဲမှာ industry မြန်မာလိုခေါင်းခါဈေးလိုခေါ်ကြောင်းဈေးလက်ချံအကျိုးမှာစနေနေ့ကသူလိုက်အိတ်တွေသူဝိနမျိုးမှာဥပိုင်နေရဲ့နေအိမ်မှာရရှိကြောင်းစသဖြင့်ဈေးစီချက်ကပေါ်ရင်ရဲတပ်ဖွဲ့ရဲ့ရဲလုံငန်းခွင်ပြည်စုံအောင်ဖော်ထုတ်သိသိရန်ဖြစ်တဲ့ဥပိုင်လင်းရဲ့နေအိမ်မှာစီးနေရှာဖွေးတယ်မန္တန်ကုန်းဘွဲမှာ industry ဆေးပြားဆေးပြားပါရီပူတဲ့ပုံဦးအိုင်လင်းရဲ့ BO တင်းမှာလဲ industry ဆေးပြားတရားပြား ဈေးကွက်တန်းမှု350ဘူးစိတ်ကူပြောင်းနေယူသွေးစေတဲ့ဈေးပြားများကိုတင်စီရမိရင်ဦးအိုင်လင်းရဲ့ဘီယိုတင်းမှာတင်စီရမိတဲ့ပစ္စည်းများအတွက်ဦးအိုင်လင်းကို ဖော်ထုတ်စစ်ဆေးရန်ရှာဖွေရင်ဦးအိုင်လင်းမှာထွက်ပြေးတင်းဆောင်သွားရင်သူငားနေတဲ့အတိုင်းမှာနေချုံနဲ့တနည်းငားထားခြင်းဖြစ်တဲ့ ။တနေ့ပြည့်ရန်နှစ်လသာလူရောရင်ဒူစီးရဲ့တပလဲကကားမှာတောင်းဝင်မန်တည်းရဲ့ကားကိုခဏငားယူစည်းကြောင်းဖော်ထုတ်ရရှိတယ်။နှွေတီရာကဖြောင်းချက်ပြီးမှုကြောင့်တရားရုံးတော်ကိုသွားပြီးဖြောင်းချက်ကိုရဲလုံငန်းလုံထုတ်လုံနီးများနဲ့အညီဖြောင်းချက်ရယူတဲ့တရားသူကြီးထံမှာရရှိရင်။ဥဟိုင်းလင်းမှာတပြေတင်းဆောင်နေလို့ပြင်းမှုဆိုင်ရာအထွေထွေအမှုဖွင့်ပြီးတရားခံပြီးဝရန်ပြည့်ဖြင့် ယုံတော်ကိုတိကျအမှုတင်သွင်းရာယုံတော်ကတရားကံပြေကြောညာရင်တက်ဆိုင်ရာအနေမြေရဲစခန်းကအမှုတီစားပြီးနေတီယာကိုရန်ကုန်အနောက်ပိုင်းခင်တရားရှင်ကိုစိတ်ကိုပြောင်းလဲယူသွစေတဲ့ဇေဝသွန်ဆဲမှုလက်ဝဲတွေ့ရှိမှုနဲ့တရားဆဲစုတင်မှုရင်ဇောင်းတီယာနဲ့မိုးတီယာတို့ဆရာကိုရှိဘန်းတို့ထံကိုဖုံးဆက်ပြီးနေတီတိုင်းရဲ့အခြေအနေကိုပြောပြတဲ့ နောက်ယုံကြည်ရက်ကိုလာပြီးလူမှုရေးရာအပိစကားပြောမိဖြစ်ကြောင်းပြောဆိုရင်းယုံကြည်နေဖြစ်လို့တရားယုံကြုခမ်းမှာဖြစ်တဲ့ကားတင်ရင်ချိုးစပြေးပြေးပြီးဖြူဖွေးတဲ့သားရဲ့ရှိသူနေသီးသားမှာအနောက်တိုင်းဝဲဆောင်နေအတော်ကြီးလိုလာပါတဲ့ဒီဟုစကားရိုက်တဲ့မင်းသမီးလေးလာလို့ထင်ရသလောင်မျောတုံးမျောစေကျွန်တော်လေးရောက်လာစတဲ့ကဲ့သို့ဇရာကိုရွှေပန်းတော်ရောက်ရှိလာတဲ့ဝမ်းသာစွာကြိုဆိုတဲ့ အကိုကြီး၊နှွေးကိုချစ်ဆုံးကနေပြီးမင်းကိုစိတ်ပြတ်ဆုံးလို့ပြောခဲ့။အခုနှွေးကိုစိတ်ပြတ်ဆုံးကနေပြီးမင်းကိုမုန်းဆုံးဖြစ်သွားပြီလားကို။နှွေးတီးရကဇီယာကိုရှိဘန်းတော့ကိုရင်တွင်းပြေခံစားချက်တွေကိုပြောပြီးငိုကြရဲ့။နှွေးရဲ့မျက်ရည်တွေလည်းဒိမ့်မနိုင်သိမ့်မရရိုစီးလာတဲ့။စောင်းတီးရမိုးတီးရနဲ့နှွေးရဲ့မိခင်မုတ်ဆိုးမကြီးမှာမျက်ရည်ကိုစီးနေငိုယူနေတဲ့။ နွေရင်ငိုပြောပြောပြီးဆရာကိုရှေဘန်းတော့ကိုတောင်းပန်တဲ့စကားဆိုတဲ့ခံစားချက်မှာအကယ်ဒမီမင်းသမီးလေးတရုတ်ဆောင်နေသလားလို့ထင်ရတယ်။အမှုကန်ရေးရာရှိကောင်အမှုတင်တော့မှဖြစ်ကြောင်းသတင်းပို့တယ်။ဆရာကိုရှေဘန်းတော့ကနွေတီရရဲ့တောင်းဝင်စာရိတ်ခါအတွက်ငွေကျဲတသိန်းကို သူမိခင်ကြီးလက်ကိုပေးရတယ်။နောက်လေအလင်းသိရင်သိတယ်လို့လူမှုရေးရာကိုကြီးမှဖြစ်ကြောင်းနွေကိုပြောဆိုတယ်။အကိုကြီးနွေအမိုက်မကိုမုန်းလိုက်ပါ။ မေးလိုက်ပါတော့နွေရအကိုကြီးရဲ့စည်စနာနဲ့မထိုက်တန်တဲ့အမိုင်းမပါနွေတီယာမပြောရင်ပြောရင်သတိလေးမေးမျောသွားရာအမှုခံရဲနဲ့တရားခွင်စီဒီဟာသူကြီးတို့အတော်အလုံးရှုပ်တဲ့ဇီဟာကိုရှိဘန်းတော်မှာတော့ခေါင်းတရမ်းရမ်းလှုပ်ပြီးဒိုနီယာမနေခွေးစွာထွက်လာခဲ့တယ် ဟောကိဇလန်လေးကိုအဆုံးထိနာဆင်ပေးကြရင်ပြည်သေးများအလုံးကိုကြည်စုများကြည့်တင်ပါရဲ့ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပေးဖို့ကောင်းဆိုပါရစေရှင်